ားလုံးပဲမင်္ဂလာပါရှင်။အဟဒီချက်ကတော့ဒီချက်တော်ဆုံးမင်းဖြစ်ပါတယ်။အခုဒီချက်ရော Great Chemistry Chapter 6ပေါ့နော်။ Acid Bases and Salts ရဲ့ဒုတိယပိုင်းဖြစ်တဲ့7.3ခေါင်းစဉ်လေးကိုဒီချက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ ကဲဒါဆိုရင် teacher ro 6.3 indicators and the ph scale indicator ပေါ့နော် acid တွေ base တွေမှန်သိအောင်ဘလို့အသုံးပြုရမလဲဟုတ်ပြီနော် acid လား base လားလို့ခွဲခြားနိုင်အောင် teacher ro indicator ပေါ့နော်အညွန်ကိန်းလေးသုံးကြည့်ရအောင်အညွန်ပြလေးပေါ့နော်သုံးကြည့်ရအောင်ကဲအဲ့အကြောင်းညာနဲ့ပြီးတော့ ph တွေရဲ့ level ပေါ့နော် ph တွေရဲ့ skills တွေပေါ့ဆို time ph measurement လုပ်မယ်ပေါ့နော်အဲ့မှာဆိုရင် many brightly color flowers ဟုတ်ပြီနော် many brightly color flowers อ่ะပန်းမွေနေပေါ့เนาะအယောင်ပါတဲ့အယောင်တောက်တောက်ပါတဲ့ပန်းမင်းနေပန်းနေဒါမှမဟုတ် vegetable hindi hindi တွေနေ and berries အခုသူပြောထားတဲ့ berries တို့ flower တို့ဆိုအယောင်တောက်တောက်ရှိရပေါ့เนาะ hindi hindi တွေပန်းမွေနေနဲ့ berry ဈေးတွေကတဲ့ make good indicator အကောင်းဆုံး indicator အနေနဲ့ပေါ့เนาะအသုံးပြုလို့ကောင်းပါတယ်တဲ့ For example အနေနဲ့သူဘာပြောလဲဆိုတော့ the color juice extracted from red cabbage red cafe ဆိုတာ teacher ရအနီအောင် gobi တုတ်ကြီးလေအနီအောင်ဆိုတာဟိုလိုမျိုးအနီအောင် light အနီအောင်ပြောတာမဟုတ်ဘူးเนาะနည်းနည်းလေး dark back ကိုရောက်တယ်နော်အနီရင်းရင်ပေါ့နော်အဲ့ red cabbage တွေကတဲ့အဲ cabbage တွေကနေပြီးတော့မှ extracted from red cabbage ကနေပြီးတော့ color juice ဟုတ်ပြီနော် teacher ဖြော်လိုက်မယ်အဲ့ဒီ cabbage ကိုဖြော်လိုက်တဲ့ကအရေပေါ့နော်အဲ့အရေလေးကတဲ့ it's pink in acid acid မှာဆိုရင်ဘာရောင်လဲပန်းရောင်ဖြစ်ပြီးတော့ green in alkalis alkali မှာဆိုရင်တော့ဒီချက်ရောအစိမ်းရောင်လေးပြောင်းလဲတာကိုတွေ့ရပါမယ်တဲ့ပြီးတော့ hydrangea flower hydrangea flower ကကြတော့တဲ့ are interesting natural indicator သူကအရင်စိတ်ဝင်စားပွဲကောင်းတဲ့သဘာဝ indicator အမျိုးအစားဖြစ်တယ်တဲ့ they are blue one grow in acidic soil acid မြေစီလွားမှာဆိုရင်သူကအပြာရောင်ဟုတ်ပြီနော် အပြာရောင်ပန်းလေးတွေပွင့်ပြီးရောတဲ့ and pink or red one grow in alkaline soil ပေါ့နော်ဒီချက် base ကုန်တက်တိရှိတဲ့မြေစီလွားမှာဆိုရင်နော်အာပန်းရောင်သို့မဟုတ်အနီရောင်ပန်းပွင့်လေးပွင့်ပါတယ်ဒီအောက်မှာဆိုလို့ရှိရင် hydrangea flower လေးကိုပြထားတာပေါ့နော် grow in acidic soil acidic soil မှာဆိုရင်ဒီချက်ပေါ့နော် dark blue ဘက်ကိုရောက် ောက်တာပေါ့ bubble နဲ့နည်းနည်းဆင်းသွားတယ်เนาะအဲ့တော့အပြာရောင်ဖြစ်ပြီးရောအာ grow in alkaline soil ဆိုတော့ base ကုန်တက်တရှိရဲ့မြေစီလွားမှာဆိုရင် pink or red ပေါ့เนาะဒါဆိုရင် pink color လေးဖြစ်နေရပေါ့เนาะပန်းပွင့်လေးပွင့်ပါတယ်တဲ့ ကဲဒါဆိုရင်ဒီကျတော့ indicators ပေါ့နော် indicators ဆိုတာကတဲ့ indicators are die ပေါ့နော်သူကစိုးစေးမြူစိုးစေးလိုပါပဲတဲ့ or a meter of die စိုးစေးရောနှောထားတဲ့ drainer ပေါ့နော် drainer လို့လည်းခေါ်လို့ရတယ်တဲ့ which chain color သူကဘာဖြစ်စေလဲဆိုတော့ color ဆိုတာပြောင်းလဲစေရပေါ့နော်အယောင်တွေကိုပြောင်းလဲစေရ one they are added to acid or alkali သူကဘယ်ချိန်မှာလဲဆိုတော့ acid တို့မဟုတ် base တွေ alkali တွေမှာ ပေါင်းထည့်လိုက်တဲ့အခါမှာဘာဖြစ်လဲအယောင်ပြောင်းလဲခြင်းရှိတာ ို indicator ပေါ့နော်။အောင်ပြောင်းလဲခြင်းဖြစ်စေတာကို indicator လို့ခေါ်ပါတယ်။ sum indicator အချို့သော indicators တွေက can be used to determine တဲ့ pH pH level ကိုကြည့်ပြီးတော့လည်းအသုံးပြုနိုင်တယ်ပေါ့ pH level ကိုကြည့်ပြီးတော့အသုံးပြုနိုင်တယ် because ဘာကြောင့်လဲဆိုတော့ of their color changes somewhere along the pH scale သူက figure 6.2မှာပြထားသလိုပေါ့နော် pH scale ရဲ့အတိုင်းပဲ color တွေကပြောင်းလဲခြင်းရှိတဲ့အတွက်ကြောင့်မလို့ပါတဲ့ဒါဆိုရင် teacher litmus is red in acidic solution litmus ပေပါလေးက red in acidic solution acid solution ထဲမှာဆိုရင်အနီရောင် ပြောင်းပြီးရောတဲ့ purple in neutral เนาะအခရင်ရောင်ကကြတော့တဘာဝမှာဆိုရင် neutral ဆိုတာဓာတ်ကျေရဲပေါ့နော် and blue in alkaline solution alkaline solution ဆိုတာကဒီကျတို့ big solution ဒီမှာဆိုရင်เนาะအပြာရောင် ဖြစ်ပါတယ်တဲ့အဲဆိုရင်ဒီကျတို့ဒီမှာ figure 6.2မှာတော့ pH scale လေးကိုသူပြထားပါတယ်အဲ့မှာဒီကျတို့က pH 0 to 7ပေါ့နော် ရှိမှလည်းပြောထားပါဗါး0 1 2 3 4 5 6 7ပေါ့7ကတော့ neutral လို့သူပြောထားတယ်เนาะဓာတ်ပြဲတဲ့အဆင့်ဘာကုန်တက်တီးမှမရှိဘူး ုတ်ပြီနော်အဲအဲ့တော့ teacher တို့က pH 0 to 60ဟုတ်ပြီနော် greater than 7 or less than 7 less than 7ဆိုလို့ရှိရင်ဒါဒီ less than 7ပေါ့နော် teacher ဒီကနေဒီထိဒီဘာကုန်တက်တိရှိလဲဆိုတော့ acid ကုန်တက်တိရှိပါတယ် less than 7ဆိုရင် greater than 7ဆိုရင် teacher တို့ဘာကုန်တက်တိရှိမလဲဆိုတော့ base ကုန်တက်တိရှိပါတယ်အဲ့ range လေးကို teacher တို့မှတ်ထားရပါမယ် ဟုတ်ပြီနော် pH less than 7ဆိုရာဒီ0 1 2 3 4 5 6အဲ့ဒါဒီ acid ကုန်တက်တိရှိပြီးတော့ pH greater than 7ဆိုရာဒီ base ကုန်တက်တိရှိပါတယ်အဲ့ဒါတော့သူ့ရဲ့ light ကိုပေါ့နော်ဒီမှာလည်းပုံလေးမှာအယောင်လေးရင်းနဲ့ပြထားရတယ်။အတိုင်းသူကပြောင်းလဲသွားမှာဖြစ်တယ်။အပေါ်မှာဆိုရင်ဒီမှာ neutral က pH 7 neutral ကနေစပြီးတော့အပေါ်ကိုတက်လေးလေး increasing acidity ဆိုတာ acid တက်ပိုတိုးလေးပဲ။နောက်တစ်ခု neutral ကနေပြီးတော့ teacher တို့ကြည့်မယ်ကြည့်မယ်ဆိုရင်เนาะ increase အောက်ကို pH greater than 7ကြည့်မယ်ဆိုရင်เนาะ8 9 10 11ရောက်လေးလေးအောက်ကိုရောက်လေးလေး increasing alkalinity ဆိုတာက base ကုန်သတ်တည်းများလေးလေးဖြစ်ပါတယ်။ကဲဒါဆိုရင် teacher တို့ဒီမှာ pH range လေးတွေသူပြထားရဲပေါ့နော်။ battery acid ကိုစမ်းလိုက်တဲ့အခါမှာတဲ့ pH 0ရှိရဲတဲ့ဒါကိုကြည့်ချင်အပြင်ပန်းရောင်လေးတန်းနေပေါ့နော်။ဒါဆိုရင် acid နော် acid ကုန်သတ်တည်းများတယ်။ပြီးတော့ gastric acid lemon juice တို့ vinegar တို့ကြတော့သူက1နဲ့ 2ကြားပေါ့เนาะ gas rate at 6ဆိုရင်2နဲ့3ကြားမှာဆို lemon juice or vinegar ကเนาะ2နဲ့3ကြားမှာရှိတယ်သူရဲ့အယောင်လေးတွေနဲ့ပြထားတယ်ပေါ့เนาะနောက်တစ်ခုက teacher ro tomato juice ဆိုတာကကြတော့ teacher ro ခဲမြင့်သည်ဆော့เนาะခဲမြင့်သည်ဖြော်ရည်တွေမှာဆိုရင်တော့သူက4ကြော်ကြော်လေးပေါ့เนาะပြီးတော့ black coffee ကကြတော့5မှာရှိရယ်ပြီးတော့ urine ဆိုရယ် C ကကြတော့ teacher ro 6ပေါ့เนาะ pH level 6မှာရှိပြီးတော့ distilled water ဆိုတာ teacher တို့ပေါင်းခန့်ရေတွေကကြတော့ pH 7မှာရှိပါတယ်အခု teacher တို့တောက်နေရဲ့ရေတွေပေါ့နော်ဒါပေမဲ့7အပြည့်ဝတော့မဟုတ်ဘူးပေါ့နော် teacher က6နဲ့7 range မှာရှိပါတယ်6 up ထက်လဲ အာစိတ်အောက်လည်းမရောက်တလို့6နော်6နဲ့7ကြားထဲမှာ teacher တို့ရှိနေရပါကဲနောက်တစ်ခုက teacher တို့ sea water sea water ကကြားရဲ8ကြော်ကြော်မှာရှိရဲသူ့ရဲ့အယောင်လေးကြီးလည်းပြထားရဲဟုတ်ပြီနော် baking soda make up magnesia magnesia mom နေပေါ့နော် teacher တို့ make up magnesia ဒီအာ1ပျော်စီထုတ်တဲ့ညမှာသုံးတယ်ပြီးတော့ ammonia solution soapy water teacher တို့ချွတ်ကြည့်ရဲအရေတွေဥမာပြောရမယ်ဆို twin ရေတွေလိုဟာမျိုးတွေပေါ့နော်ပြီးတော့ bleach အယောင်ချွတ်တဲ့အရာတွေနဲ့ပြီးတော့ lime ဆိုတာက hydroxide solution အမျိုးအစားတွေပေါ့နော် sodium hydroxide ပေါ့သူတို့ဆိုရင်ဘယ်ထဲမှာရှိလဲဆိုတော့ teacher ro increasing alkalinity ဆိုတော့ base ကုန်သတ္တိအများဆုံးမှာတွေ့မြင်ရပါတယ် okay now to a teacher ph scale ပေါ့နော် ph ကိုတိုင်းမှာ okay a measure of the acidity or alkalinity of the solution ပြောရရင် acid ကုန်သတ္တိလား alkalinity ုံတတိလားဆိုတာ base ကုံတတိလားဆိုတာကိုတဲ့တိုင်းတာတဲ့အခါမှာဆိုရင် is known as ဘာနဲ့သိနိုင်လဲဆိုတော့ pH နဲ့သိနိုင်ပါတယ်တဲ့ the pH value can be measured by pH meter pH ရဲ့တန်ဖိုးကိုသိချင်နေဆိုရင်တော့တဲ့ဘာနဲ့တိုင်းတာနိုင်လဲဆိုတော့ pH meter နဲ့တိုင်းတာနိုင်တယ်တဲ့ figure 3.3မှာပြထားပါတယ် is a much more reliable ပို့ပြီးတော့ယုံကြည်ကိုးစားနိုင်မယ်ပို့ပြီးတော့ယုံကြည်ဖို့ပေါ့နော် and accurate တိကျမှန်ကန်တဲ့အဖြစ်ကိုထွက်စေနေဆိုရင်တဲ့ accurate method ကတော့ measuring pH standard universal indicator paper ဘာကိုသုံးချင်းထက်လဲ universal indicator paper သုံးချင်းထက် measuring pH ခုနကပေါ့နော် measure pH meter ကိုသုံးချင်းကပို့ပြီးတော့တိကျပါတယ်တဲ့ပို့ပြီးတော့ reliable နဲ့ accurate ပေါ့နော်တိကျမှန်ကန်တဲ့အဖြေထွက်ဖို့အတွက်ဆိုရင်တော့ universal indicator ဆိုတာကဘတ်စုံသုံးပေါ့နော် indicator paper ကိုသုံးမဲ့အစားသုံးတာထက် detector pH meter သုံးချင်းကပို့ပြီးတော့အဖြေတိကျထွက်ပါတယ်လို့သူကပြောချင်တာပါဒါဆိုရင် figure 6.3မှာဆိုရင် pH meter ဆိုတာဘယ်လိုပုံလေးလဲပြထားပါတယ် A ကဒါ pH meter ပေါ့ဒီမှာလဲကဏန်းလေးပြထားတယ်တွေ့လားဒါဆို dis stay water ကိုစမ်းထားတာဖြစ်တဲ့အတွက် pH 7ပြထားပါတယ်။နောက်တစ်ခါ universal indicator paper ကကြတော့ဒီလိုမျိုးလေးပေါ့နော်။ဒီမှာဆိုရင် range လေးပါတယ်။ acid ဆိုရင် red ကိုရောက်သွားတယ်။1ဆိုရင် base ဆိုလို့ရှိရင်ဒီမှာနော် blue ပေါ့နော်14 dark blue ထိကိုရောက်သွားတယ်နော်ဒီမှာဆိုရင်စက်ကူလေးရဲ့အယောင်လေးပုံမှန်မူတည်အယောင်လေးတွေပေါ့နော်အယောင်ဆိုဒါဆိုရင် page level ဘယ်လောက်ရှိရဲဘယ်လောက်ရှိရဲဆိုတာကိုညွှန်ပြထားခြင်းဖြစ်ပါတယ်ကဲနောက်တစ်ခုက teacher substances in the body ခန္ဓာကိုယ်မှာရှိရဲ့အရာဝတ္ထုတွေကတဲ့ have different pH value เนาะကြွားပြချားနာရဲ့ pH value တန်ဖိုးတွေရှိပါတယ်တဲ့ acidic condition acid အခြေအနေရှိရဲ့เนาะ in the stomach เนาะဒီချက်ရအစာရင်ထဲမှာဆိုရင် acidic condition ပေါ့ဒီချက်ရသင်္ကန်းစာဆက်စားခြင်းမှာလည်းပြောထားတယ်အစာရင်ထဲမှာ hydrochloric acid ရှိရဲ့သူ့ရဲ့ acid ကတဲ့ pH similar ဆိုတာเนาะ pH level ကဘလောက်လဲ1.5လောက်ရှိနိုင်တယ်လို့သူပြောထားပါတယ် are needed for ဘာကြောင့်လိုအပ်လဲဆိုတော့ for good digestion are needed for good digestion ဆိုတာဒီချက်ကိုကောင်းစွာအစာချေနိုင်ဖို့အတွက် pH level 1.5လောက်တဲ့သူကရှိဖို့လိုအပ်ပါတယ်တဲ့အစာရင်ထဲမှာ usually the body maintain the pH of the blood close to 7.4နော် pH ကကြတော့ဒီချက်ကို body ခန္ဓာကိုယ်ကိုထိန်းသိမ်းနိုင်ဖို့ pH blood close ဆိုတာသွေးကလေးတွေရဲ့ pH level တွေကို ထိမ့်သိမ့်နိုင်ဖို့အတွက်ဆိုရင်တော့7.4လောက်လိုပါတယ်တဲ့ပြီးတော့ the pH skills တွေကတဲ့ demonstrate the strength of an acid or alkali ရဲ့ဟုတ်ပြီနော် pH scale ကဘာကိုပြတာလဲဆိုတော့တဲ့ acid ပြင်းလာပေါ့နော်ပြင်းအားရှိရဲ့ acid လာ alkali ပေါ့နော် base ကုန်သတ်တိပြင်းအားရှိရဲ့အအရာလာဆိုတာကိုပြသခြင်းဖြစ်ပါတယ်ဆိုပြီးတော့ figure 6.2မှာဖော်ပြထားပါတယ် solution and their pH value အပြောရည်တွေနဲ့သူတို့ရဲ့ pH level တွေကိုလည်းအောက်မှာဖော်ပြထားပါတယ် table 6.3မှာဖော်ပြထားပါတယ်ဒါကတော့ teacher 6.2ခုနက indicator တော့ကလည်းတစ်ချက်ပြောသွားပြီးပါပြီဟုတ်ပြီနော်သူရဲ့ acid နဲ့ alkali ရဲ့ strength ပေါ့နော်ပြင်းအားကိုဟို pH scale နဲ့ပြထားတာပါ table 6.3ကကြတော့ solution and their ph value ဆိုတာ solution ပြောရည်တွေနဲ့သူတို့ရဲ့ pH level ပေါ့နော်ဒါဆိုရင် teacher တို့ pH level ကဘလောက် value တန်ဖိုးကဘလောက်ရှိလဲဆိုတော့0 to 14ရှိရယ် acidic ဆိုရင် below 7ခုနက teacher less than 7လို့ပြောရယ် pH less than 7ဆိုလို့ရှိရင် acidic ဖြစ်ပြီးရော pH greater than 7ဆိုရင် basic ဖြစ်ပါတယ်ဒီမှာတော့ above နဲ့ပြောထားရယ်ပေါ့နော်ခုနှစ်ထပ်အပေါ်မှာဆိုရင်8 9 10 11 12 13 14ပေါ့နော်အဲ့ဒါဆိုရင် base ကုန်30ရှိပြီးရော below 7ဆိုတာဒီ safe 5 4 3 0210ပေါ့နော်အဲ့ဒါဒီ acid ကုန်သတ်တိရှိတာပါ ပြီးတော့ neutral neutral ကကြတော့ဓာတ်ပြည့်တဲ့နော်အဆင့်ကကြတော့ equal to 7 7နဲ့ညီမျှတာ7ပါပဲရှိနေရင်ဒါဒီ deuterium neutral เนาะဘာတကုန်တတိမှာမရှိပါဘူး။ဒါဆိုရင် deuterium chemistry in daily life ဒါကိုလည်းဘယ်မှာ deuterium ရဲ့နေ့စဉ်ဘဝမှာဘယ်လိုတွေအသုံးပြုလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြမှာပါ။ The pH is important for the correct functioning of the body. ခန္ဓာကိုယ်ရဲ့ပေါ့နော်လုံးဆောင်ချက်တွေမှန်ကန်ဖို့အတွက်ဆိုရင်တဲ့ pH level ကလည်း pH ကလည်းအရေးကြီးပါတယ်တဲ့ ဘာအတွက်လဲဆိုတော့ for food and water အစားအစာနဲ့ရေတွေအတွက်ဒါမှမဟုတ် and for the growth of plants အပင်တွေနော်ကြီးထွားဖို့အတွက်ဆိုရင်လည်း pH ကအရေးကြီးပါတယ်တဲ့ many plants do not grow properly in highly acidic or highly alkaline solution တချို့တချို့အပင်များစွာက do not grow စာမကြီးထွားနိုင်ဘူးတဲ့နော်မမရှင်းတတ်နိုင်ဘူးပေါ့ properly in highly acidic အရန်ကိုအဆက်တက်များလုံးနဲ့မြေနော် alkaline strike ဆိုတာကြောက်တူချာ base quantity အရန်များလုံးနဲ့မြေတွေမှာဆိုရင်အများအပင်အများစုကပါဖြစ်နိုင်တာလေเนาะမကြီးထွားနိုင်ပါဘူးတဲ့ highly acidic soil it's treated အဲ့လိုမျိုးပေါ့เนาะအရန်ကို acid quantity များတဲ့မြေစည်းလွှာတွေကိုဘယ်လိုမျိုးပြုလုပ်မလဲဆိုရင် by spreading quick lime teacher ro quick lime နေ CAO ပေါ့เนาะခုနက phao thong ni ကို teacher ro ဖြန့် ဖြန့်ကျဲခြင်းဖြစ်ပေါ့နော် acid ကုန်သတ္တိကိုလျှော့မယ်ပြီးတော့ slake line ဆိုရဲ teacher COH strike ဆိုရဲ teacher ကိုမဖောက်ထုံးနေကိုမော့ကျဲဖြန့်ခြင်းဖြင့် acid ကုန်သတ္တိကိုလျှော့ကြမယ်အော်ဒါမှမဟုတ် calcium carbonate တူเนาะ calcium carbonate တွေသုံးမယ်သုံးခြင်းဖြင့် to lower its acidity ရေနော် acid ကုန်သတ္တိကိုလျော့နေအောင်ပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်တဲ့ ပြီးတော့ highly alkaline soil is treated เนาะအတီချာရော base ကုန်သတ္တိများနေတဲ့မြေစည်းလွှာတွေကိုကြတော့ဘာလုပ်မလဲဆိုတော့ is treated by adding gypsum เนาะမြေစည်းလွှာကိုတီချာရော gypsum နေဖြန့်ကျဲခြင်းဖြင့်ပေါ့เนาะပတ်ဖြန့်ခြင်းဖြင့်တကြရောဟို base ကုန်တက်တီရော့အောင်လုပ်မှာတဲ့အဲ့ဒါဆိုရင် to lower its alkalinity alkalinity ဆိုတာကဖြည်းဖြည်းနဲ့တကြရော base ကုန်တက်တီရော့လာမှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတကြရော အဆစ်ကုန်တက်တိများနေရဲ့မြေကြီးလွားတွေကိုဆိုရင်တချို့ရို quick line တွေ straight line တွေ calcium carbonate တွေဖြန့်လိုက်မယ်ဟုတ်ပြီနော်ဖြူးလိုက်မယ်အဲ့ဒါဆိုရင်အဆစ်ကုန်တက်တိရော့သွားမယ်အဲ့တော့ base ကုန်တက်တိများနေတဲ့ဟာတွေများတဲ့မြေကြီးလွားကိုကြတော့တချို့ရို gypsum တွေဖြန့်လိုက်မယ်ဖြန့်လိုက်ခြင်းအပြင်တချို့ရို base ကုန်တက်တိရော့သွားမယ်ဒါကိုပြောခြင်းဖြစ်ပါတယ် ကဲဒါဆိုရင်တီချာတို့ဒီခုနက indicator ရဲ့ PhD ရဲ့ပေါ့နော်ဟိုဘာလဲဆိုတော့ review question လေးကိုပြထားခြင်းဖြစ်ပါတယ်ဒါဆို PhD ဆိုရင်သူက acid ကုန်တက်ရှိရလား base ကုန်တက်ရှိရလား neutral ရှိရလားဒါလေးကိုစူးစမ်းပြီးတော့ဖြေကြည့်ပါကဲဒါဆိုရင်တီချာတို့အခန်းတစ်ခုပြီးရင် key terms မှတ်ရမယ် เนาะ keywords လေးတွေလာပါတယ်ကဲ keyword ကတော့ဘာလဲဆို indicator အကြောင်းပေါ့เนาะ an indicator is a substance အရာဝတ္ထုတစ်ခုဖြစ်ပါတယ်တဲ့ indicator ကဟုတ်တာပေါ့ teacher ရုခုနာကဘာတွေလဲဆိုတော့ red cabbage တွေတုံးထားတယ်ဟုတ်ပြီเนาะအဲ့ဒါတွေ berries တွေအဲ့ဒါတွေကကြတော့ substance တွေပဲလေပြီးတော့ that he has different color သူ့မှာကွဲပြားခြားနားနိုင်တဲ့ color အရာရှိရဲ့ဘယ်မှာလဲဆို in acidic acid မှာဆိုရင်လဲသူ့ရဲ့ပြောင်းလဲနိုင်တဲ့ color ရှိတယ်လို့ alkaline solution မှာလဲပြောင်းလဲနိုင်တဲ့ color ရှိ ှိရအဲ့လိုရှိရအရာဝတ္ထုကို indicator လို့ခေါ်ပါတယ်တဲ့နော်နောက်တစ်ခုက a measure of the acidity or alkalinity of a solution is known as its pH ဒီ tero acid တို့မဟုတ် alkalinity ဆိုတာ base ကုန်သတ္တိတွေကို တိုင်းတာတဲ့အခါမှာဆိုရင်ပေါ့နော်ပြောရည်တစ်ခုရဲ့ acid တွေ base တွေကိုတိုင်းတာတဲ့နေရာမှာဆိုရင်ဒီချက်တို့ဗာတိဖို့လိုအပ်လဲဆိုတော့ pH ကိုเนาะ၎င်းရဲ့ pH ကိုသိဖို့လိုရတယ်တဲ့သိနိုင်ပါတယ်တဲ့ solution with အဲ့ဒီပြောရေးက pH less than 7 pH less than 7ဆိုတာကဒီချက်တို့ခုနှစ်ထက်နော်ခုနှစ်အောက်ကိုရောက်တယ်ဆိုလို့ရှိရင်တဲ့သူဒီ acid consistency ရှိပြီးတော့ those with ph greater than 7 greater than 7ဆိုတော့7တက် ညာတယ်ဆိုရင်တော့တချို့ရော base ကုန်သတ်တည်ရှိပါတယ် the solution of ph7 is neutral ph7 ပေါ့နော်အော် ph7 ရှိတဲ့ပျော်ရည်ကတော့ natural ဆိုတာကသဘာဝအတိုင်းဖြစ်ပါတယ်တဲ့ဘာကုန်သတ်တည်မှမရှိဘူး the ph of pure water is 7ဒါကြောင့်မလို့ pure water ရဲ့ ph level ဒီ7ရှိဖြစ်ပါတယ် the ph of a solution ပျော်ရည်တစ်ခုရဲ့ ph ကတဲ့ can be measured by using the ph meter ိုင်းမယ်ဆိုရင်တော့ဘာနဲ့တိုင်းထားနိုင်လဲဆိုတော့ဘာကိုအသုံးပြုရ pH meter ကိုအသုံးပြုခြင်းဖြင့် pH solution ကိုတိုင်းထားနိုင်ပါတယ်တဲ့။ yeah အဲဆိုရင် teacher တို့ဒီအခန်းလေးရဲ့ပေါ့နော်6.2 6.3လေးရဲ့ review question လေးတွေကိုအကောင်းဆုံးဖြည့်ဆို့နိုင်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။